်တစ်ကူမှာသူမပေါ်မှာလူသုံးကဖားရဖားလုပ်နေသူတွေကိုပြတ်သားနေစကားတခုပြောလိုက်တဲ့ဖူဖွင့်မင်္ဂလာပါရှင်ပါမစ်နာမှာပြန်လည်ကျေဇူးလိုက်ပါတယ်မြန်မာနေတဲ့ကုန်းချိန်ခါမှာဆိုရင်လူတိုင်းကတနစ်တားရဲ့ပူတွေကိုလွှတ်ချပြီးစိတ်ချမ်းသာကိုယ်ချမ်းမာစွာနဲ့ပျော်ရွှင်စွာကြော်ဖြတ်ကြတာပါအထူးသဖြင့်တော့နှင်ဟောင်းကညစ်ကြေးတွေကိုလည်းအကုန်လုံးကိုဆွန့်ပစ်ထားခဲ့ပြီးကောင်းမွန်တဲ့ညာတွေကိုပဲတည်ဆောင်သွားကြတာဖြစ်ပါတယ် ဒါကြောင့်နိုင်ငံကျော်ထိတ်တန်းမင်းသမီးကျော်ဖူဖူးဟာဆိုရင်လေနှစ်တကူချိန်ခါကာလမှာပြသတဲ့စကားတခွန်းကိုအခုလိုမျိုးပြောဆိုလာခဲ့ပါတယ်။မင်းသမီးကျော်ဖူဖူးကကတ်တီတီပဲနေထိုင်တဲ့သူတစ်ယောက်ဖြစ်ပြီးဘသူ့အပေါ်မှာမှကတ်ချွဲနေတာမျိုးလည်းမရှိခဲ့ပါဘူး။ကိုယ်ပိုင်ရည်ချင်းတွေနဲ့ပဲနှုပညာလောကတွေမှာအောင်မြင်လာအောင်လဲလှုပ်ဆောင်လာခဲ့သူပဲဖြစ်ပါတယ်။သူမရဲ့အောင်မြင်မှုတွေမှာဘသူရဲ့အကူအညီမှမပါဝင်ပေမယ့်နိုင်ငံကျော်ထိတ်တန်းမင်းသမီးဆိုရင်သူမကိုဘီနာကနေကပ်ပြီးမိခိုပြီးအောင်မြင်လာကြသူတွေလည်းရှိပါတယ်။ အခုတော့ဖိုးဖွေးကသူမကိုမိကွာထားပြပြီးသူမစီကရသမျှတွေအကုန်လုံးကိုယူပြီးပြန်ပေးဖို့စိတ်ကူးမရှိတဲ့လူတွေကိုတော့အပြတ်ဖြတ်တော်မယ့်အကြောင်းပြတ်သားစွာပြောလာခဲ့တာပါ။နေ့တင်မှာမကောင်းတဲ့သူတွေမကောင်းတဲ့စိတ်သက်ရှိတဲ့အပေါင်းအသင်းတွေကိုတော့ထပ်ပြီးလက်တွဲခေါ်ဆောင်သွားတော့မှာမဟုတ်ပါဘူး။အထူးသဖြင့်သူမကိုလူရဲအချိန်မှသာလာပေါင်းကြပြီးသူမဘက်ကလိုအပ်လို့အခုညီတစ်ခုခု တောင်းတဲ့အချိန်မှပြည့်ပေထားခဲ့ကြတဲ့သူတွေကို အပီးတိုင်နှုတ်ဆက်တော်မှာပဲဖြစ်ပါတယ်။ ဘဲသူဘဲဝါဆိုတာကိုနာမည်တက်ပြီးတိကျစွာထုတ်ပြောခြင်းမရှိခဲ့ပေမဲ့လည်းယင်းဤတဲ့အတိုင်းဝိုင်းကမိတ်ဆွေတငယ်ချင်းဆိုတာသိသားစေခဲ့ပါတယ်။သူမကတော့နာမည်တက်ပြောမှာမဟုတ်ပေမဲ့ကို့ဘာသာကိုကိုလုံရက်တွေကိုသိချဖို့အတွက်လည်းဖွေးဖွေးကပြတ်သားစွာပြောလာခဲ့ပါသေးတယ်။မင်းသမီးဖွေးဖွေးအနေနဲ့အပေါ်ယံမှာကြောတက်သူဖြစ်ပေမဲ့ခင်မရတဲ့အပေါင်းအသင်းတွေမိတ်ဆွေတွေပေါ်မှာတော့စိတ်ရင်းနဲ့ကူညီပေးတတ်သူတယောက်ပဲဖြစ်ပါတယ်။ တို့လိုအပ်တဲ့အချိန်ဒီတိုင်းမှာတနိုင်သမျှကူညီပေးခဲ့တယ်လို့သူမကိုမိခိုပြီးတော့အောင်မြင်လာကြတဲ့သူတွေလည်းရှိပါတယ်။ဒီလိုမျိုးသူမအောင်မြင်အဆင်ပြေနေတဲ့အချိန်မှာတော့ပြီးနာကနေကပ်ဖားခဲ့ကြပြီးကိုယ့်ဘက်ကအကူအညီလိုအပ်တဲ့အချိန်မှာဖတ်တောင်မလုပ်တဲ့အထွတ်ရောက်မိတ်ဆွေတွေကိုအပီးတိုင်းနှုတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။တန်ရုံးစင်ရှိတဲ့သူတယောက်ဆိုပေမဲ့လေကိုယ်ပေါ်မှာမကောင်းတဲ့သူတွေကိုတော့ဆက်ပြီးတော့ဖတ်တွေ့ထားတော့မှာမဟုတ်ပါဘူး။ အခုဆိုရင်မြန်မာနှစ်တကူအချိန်အခါကာလလေးကိုရောက်ရှိပြီဖြစ်တဲ့အတွက်ကုတ်တံမကောင်းတဲ့သူတွေအပေးယူမမျှတဲ့သူတွေနဲ့ကုတ်တံဘိုးကိုနားမလဲတဲ့သူတွေအကုန်လုံးကိုစွန့်ပစ်ထားခဲ့တော့မှာပဲဖြစ်ပါတယ်။ဒါကိုအကုန်လုံးသိစေဖို့အတွက်သူမရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတစင်အသိပေးပြောကြားလာခဲ့တာပါ။ဖွဖွေးကနာမည်တက်ပြီးတော့ပြောမသွားပြီမဲ့လေဖွဖွေးအပေါ်မှာဒီလိုမျိုးလုံရက်လုပ်ခဲ့တဲ့သူတွေကတော့အခုချိန်မှာတော်တော်လေးကိုနောင်တရနေကြတော့မှာပါ။ မင်းသမီးလေးဖွဖွေးလိုမျိုးစိတ်တက်ကတော့လူတိုင်းမှာလိုအပ်နေတာဖြစ်ပြီးကိုယ်ပေါ်မကောင်းတဲ့သူတွေကိုဖတ်တွင်နေဖို့မလိုဘူးဆိုတဲ့အသည့်တရားတစ်ခုကိုလည်းရရှိသွားကြမှာပါနှစ်သက်ချိန်ကာလလေးမှာဆိုရင်ကိုယ်ပေါ်တန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့သူတွေကိုလိုအပ်တဲ့အချိန်တိုင်းမှာ အသက်ရှင်နေပေးတဲ့သူတွေကိုပဲကိုယ့်ဘက်ကနေလည်းပြန်ပြီးတော့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ် နှစ်တင်မှာလှုပ်တုံးလှုပ်ပြီးကပ်ပိုင်းရပါလုံနေတဲ့မိတ်ဆွေတို့ရောင်တွေကိုစွန့်ပစ်တော်မယ်ဆိုတဲ့ဖွဖွေးရဲ့စွန့်ပြချက်ပေါ်မှာပြိတ္တကြီးတို့ရောသဘောတူထောက်ခံကြပါသလားရှင်။